င်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းပါဇီဝပညာရှင်တွေကနေပြီးတော့ကြိုဆိုပါတယ်အခုကျွန်တော်ပြောမယ့်ခေါင်းစဉ်ကတော့ယနေ့ခေတ်မှာတော်တော်ကိုအဖြစ်များနေတဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်เนาะယောဂတစ်မျိုးဖြစ်ပါတယ်เนาะအဲ့တော့ယနေ့ခေတ်မှာအားလုံးလည်းသိကြတဲ့အတိုင်းပဲเนาะဖုန်းတွေပေါ်လာတယ်ကွန်ပျူတာတွေသုံးလာကြတာများတယ်เนาะဆိုတော့အဲအဲ့ဒီနောက်ဆက်တွဲအနေနဲ့ဒီအောင်ဂျောနဲ့ပတ်သက်တဲ့ပြဿနာတွေအဖြစ်များလာတာကိုတွေ့ရပါတယ်ဒါပြင်အဓိက ပြောချင်တာကယောဂါ၆ပေါ့နော်ဒီအောင်ရောယောဂါတွေကိုဒီလက္ခဏာတွေကိုဖြစ်စေနိုင်တဲ့နောက်ကွယ်ကယောဂါတွေရှိပါတယ်နော်ဆိုတော့အေးဒါတွေကြောင့်လည်းပဲကျွန်တော်ဒီအောင်ရောယောဂါတွေလက္ခဏာတွေဖြစ်လာတာဖြစ်ပါတယ်ဆိုတော့အခါကျကျွန်တော်တို့ကဒီကို့မှာဒီလက္ခဏာတွေကိုရှိမရှိကျွန်တော်တို့စစ်ဆေးနိုင်ဖို့လိုပါတယ်ဒီလက္ခဏာတွေရှိနေပြီဆိုရင်တော့ငါမှာအောင်ရောယောဂါရှိနေပြီငါဟိုအတမတော့ဒေါမွန်လည်းအောင်ကျော်ထုကုနဲ့ပြတတ်ဖို့လိုအပ်နေပြီဆိုတဲ့အချက်ပေးလက္ခဏာတွေကိုစောစီးသည့်သိရှိ နိုင်ဖို့အတွက်ဗီဒီယိုလေးလုပ်ပေးရခြင်းဖြစ်ပါတယ်။ဒါပြင်ဒီလက္ခဏာတွေဘာကြောင့်ဖြစ်လာတယ်နော်။ဘာကြောင့်အရေးကြီးတာဒါပြင်ဘာယောဂါတွေကြောင့်ဖြစ်တာလဲဘလို့မြဲမြဲဆန်ဆန်စေကုသမှုဘာကြောင့်ခံဦးတင်းတယ်လို့ဆိုတဲ့အချက်တွေကျွန်တော်ဒီဗီဒီယိုထဲမှာပြောပြပေးမှာဖြစ်ပါတယ်နော်။ဆိုတော့အဓိကကောင်းတဲ့ကတော့အောင်ကျော်ယောဂါတွေကိုစောစောစီစီသိနိုင်မဲ့တော်ချက်လက္ခဏာခုနှစ်ချက်ဖြစ်ပါတယ်။အော်ဒီလက္ခဏာတွေပါလဲကျွန်တော်ကြည့်လိုက်မယ်နော်။ပထမတစ်ချက်ကတော့ဘာလဲဆိုတော့ခြေပြားလက်ပြားတွေထုံကျင်လာတာနော်။အော်ဘာပဲလို့လို့ခြေချောင်းလက်ချောင်းတွေထုံနေတယ်ကျင်းနေတယ် ညဘက်တည်းမှာဆိုပို့ပြီးတော့ထုံလိုက်ကျင်တော့ပို့ဆိုးလာတယ်။ဒါဆိုရင်ဒါအာယံကျော်ယောဂရဲ့ဒါလက္ခဏာတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကဘာလို့ဆိုတော့ကျွန်တော်ဒီကြွက်သားတွေအားနေလာတာเนาะဆိုတော့ဘာကြောင့်လဲဆိုကြွက်သားတွေကျွန်တော်အာယံကျော်ကနေပြီးတော့ထောက်ပံ့ပံ့ပိုးပေးထားတာဖြစ်ပါတယ်။အာယံကျော်တွေအားနေလာတဲ့အောင်ကျော်ယောဂါဖြစ်လာလို့အောင်ကျော်တွေအားနေလာအောင်ကျော်တွေမကောင်းတော့ဘူးဆိုရင်ဒီကြွက်သားတွေလည်းထိခိုက်လာတာဖြစ်ပါတယ်ကြွက်သားတွေအားနေလာတာဖြစ်ပါတယ်အဲ့ဒီကကြပါဖြစ်လာတော့ကျွန်တော်ပစ္စည်းလေးတော့မပုံမှန်အရင်ကမနိုင်တဲ့ပစ္စည်းတွေတော့မှမမနိုင်တော့တာပြီးတော့ လေကတက်တက်တဲ့အချိန်မှာပုံမှန်ထပ်ပို့ပြီးတော့မောလာတာအဆင်မပြေတော့တာပေါ့နော် ကြွက်သားတွေအားနဲ့လာတဲ့ဒီအအချိန်တွေမျိုးတွေကြုံလာတယ်ဆိုရင်ကိုယ်မှာအအောင်ကြောယောဂါရှိနေပြီလားဆိုတာကျွန်တော်စစ်ဆေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျတော့တတိယတစ်ခုကကျပါနာကျင်မှုကိုခံစားရတာเนาะအကြောင်းရင်းရှိပဲနဲ့ခါနာနေတာဇက်တွေနာနေတာပြီးတော့ခြေထောက်မှာခြေပမိုးတွေမှာခြေခြေဘွားတွေမှာမီးလောင်သလိုပူနေတာစပြီးဒီလက္ခဏာတွေခံစားနေရပြီဆိုရင်ငါမအောင်ကြောယောဂါရှိနေပြီလားဆိုတာကိုစစ်ဆေးဖို့လိုနေပြီဖြစ်ပါတယ် ောက်တစ်ခုကကြတော့ကျွန်တော်ဒီဟန်ချက်မကြည့်တာအလန်းသွားတဲ့ခါမှာဟန်ချက်မကြည့်တာရုပ်တရက်လမ်းလျှောက်ခတ်လာတာအဆင်မပြေတာရာဝတ္ထုတွေကရင်လွတ်ကြတာเนาะကျိုးသက်ရှိတယ်ရာဝတ္ထုကန်လည်းလွတ်ကြသွားတယ်ပေါ့မမြဲတော့ဘူးပေါ့နော်အဲ့တော့ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင် ကိုယ်မှာအနောက်ခံအာယုံကြောယောဂါရှိနေပြီသားဆိုတော့ဆရာဝန်နဲ့ပြတ်တာပြီးစစ်ဆေးဖို့လုံနေပြီဖြစ်ပါတယ် နောက်တစ်ချက်ကျွန်တော်စီးဝန်းနေထိန်းချုပ်လို့မရတာရုပ်တရက်အရင်တော့စီးထိန်းနေတယ်အခုစီးမထိန်းနိုင်တော့တာစီးရန်သွားကြနေတာတော့စီးချုပ်တာပြီးတော့ဝမ်းမထိန်းနိုင်တာဝမ်းချုပ်တာတော့မဝမ်းမထိန်းနိုင်တာပေါ့စသဖြင့်ဒီလက္ခဏာတွေပေါ်လာတဲ့ဆိုရင်လည်းဒါအာယုံကျော်ယောဂရဲ့ဒီလက္ခဏာတခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကဘာလို့ဆိုအမြင်အာယုံတွေပြောင်းလဲလာတာเนาะသူတို့အာယုံကျော်ကြောင့်လည်းပဲကျွန်တော်မျက်စိအမြင်အာယုံကိုထိခိုက်နိုင်ပါတယ်အဲ့ဒီခါကျမှဖြစ်လို့ဆိုတော့ မျက်စိတွေကြည်တာမကောင်းတော့မျက်စိတွေဝါလာတယ်နှစ်ထပ်တွေမြင်လာတာရှိပါတယ်ဒါဆိုရင်ကိုကမျက်စိကြောင်မဲ့လားအာယုံကြောကြောင်လားဆိုတော့ကျွန်တော်တို့အာယုံကြောယောဂကြောင်လားဆိုတော့စစ်ဆေးဖို့လိုနေပြီဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီစကားပြောတဲ့အခါမှာအရင်ကလိုတော်တော်လတ်လတ်ပြပြတတ်တာမရှိတော့တာပေါ့နော်ဘလုံးမထွေးတွေဖြစ်လာတာပေါ့နော် ဲ့တော့ခါကြကျွန်တော်တို့ကဘာလဲဆိုတော့သကလုံးနေမှတ်မှန်တော့တာစကားပြောရင်ရှားထုံနေသလိုဖြစ်နေတာကျင်းနေသလိုဖြစ်နေတာဒီလက္ခဏာတွေကိုမှတွေ့လာပြီဆိုရင်ဒါအာယုံကြောကြောင့်အာယုံကြောကြောကကြောင်းလားဆိုတော့ကျွန်တော်တို့စစ်ဆေးဖို့လိုနေပြီဖြစ်ပါတယ်ဒီလက္ခဏာတွေကလည်းပဲအာယုံကြောယောဂါကြောင့်ဖြစ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ပြောခဲ့ကျွန်တော်ပြောခဲ့တဲ့ဒီလက္ခဏာခုနှစ်ချက်ကအာယုံကြောယောဂါအများယောဂါတွေကြောင့်ဖြစ်ပါဖြစ်ဖြစ်တာဖြစ်ပါတယ်เนาะအောင်ကျော်ယောဂါတွေအများကြီးရှိပါတယ်နောက်ဆက်တွဲကျွန်တော်ဘာယောဂါလဲဆိုတာကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ခုနပြောတဲ့လက္ခဏာတွေကိုဖြစ်စေနိုင်တဲ့အာယုံကြောယောဂါတွေပဲဖြစ်ပါတယ်အဓိကတော့လေဖြတ်တာပါနော် stroke ပေါ့လေဖြတ်တာဆိုတော့အာယုံကြောထိခက်တာဖြစ်တဲ့အတွက်ဒီလက္ခဏာဖြစ်မယ် Parkinson disease လို့ခေါ်တဲ့အသက်ကြီးတဲ့သူတွေမှာဆိုရင်လည်းပဲနော်အာယုံကြောတွေမကောင်းတော့တဲ့အခါကျလက်တွေခြေတွေတုံနေတာဖြစ်တတ်တယ်လမ်းကောင်းကောင်းမသွားနိုင်တာဖြစ်တတ်တယ် Alzheimer လို့ခေါ်တဲ့ဒီအုံနောက်ကိုထိခက်တဲ့ဒီအာယုံကြောထိခက်တဲ့ယောဂါတွေရှိတယ်ကျွန်တော် amyotrophic lateral sclerosis လို့ခေါ်တဲ့အောင်ကျောက်ထိခိုက်တဲ့ယောဂတွေရှိတယ်။ epilepsy လို့ခေါ်တဲ့အတက်ယောဂအောင်ကျောက်ထိခိုက်တာတွေရှိနိုင်တယ်။ multiple sclerosis လို့ခေါ်လဲကျွန်တော်ဒီအောင်ကျောက်ထိခိုက်ပြီးတော့ကျွတ်သားတွေတောက်တင်းလာခြင်းတွေတာမျိုးယောဂတွေဖြစ်နိုင်ပါတယ်နော်။ဒါဒါဒီယောဂတွေကျွန်တော်တွေ့ရတတ်ပါတယ်။နောက်တစ်ခုကကျွန်တော်စီဂျိုယောဂပါ။စီဂျိုယောဂသိတဲ့အတိုင်းပဲစီဂျိုယောဂကိုသေသေချာချာမထိနိုင်တဲ့ခါကျရင်နောက်ဆက်တွဲအနေနဲ့အောင်ကျောက်ထိခိုက်မယ်ကျွန်တော်ပြောခဲ့တဲ့ဒီလက္ခဏာခုနှစ်ချက်တည်းရ အဲတခုခုဖြစ်နိုင်တာပဲဖြစ်ပါတယ်နောက်တစ်ခုကဗီတာမင်ချို့တဲ့တာပေါ့လေဗီတာမင် B1 B6 B12 ပေါ့ဒီဗီတာမင်တွေချို့တဲ့တဲ့ခါကျရင်လည်းခုနပြောခဲ့အောင်ကျောလက္ခဏာတွေရနိုင်ပါတယ်ဖြစ်နိုင်ပါတယ်ပြီးတော့ head injury လို့ခေါ်တဲ့ accident တခုခုကြောင့်ခေါင်းထိခိုက်မိတယ်ဆိုရင်လည်းပဲကျွန်တော်ဒီအာယုံကျော်နဲ့ဆိုင်တဲ့ဒီလက္ခဏာတွေကိုတွေ့ရမြင်ရနိုင်တာပဲဖြစ်ပါတယ်ဒီတော့ခါကျဒီဗီဒီယိုထဲမှာကျွန်တော်ကဘာလို့ဆိုတော့အာယုံကျော်ယောဂရဲ့လက္ခဏာကိုအဓိကပြောပြပေးသွားတာဖြစ်ပါတယ်။အာယောဂလက္ခဏာတွေကဘာတွေရှိလဲ?ခုနှစ်ချက်ရှိတယ်။ ပြန်ကြည့်ကြည့်လိုက်ပါဗားရရှိလဲပြီးတော့ဒါဘာကြောင့်ဖြစ်တာလဲဆိုတာပဲပြောပြသွားတာဖြစ်ပါတယ်เนาะဆိုတော့ဒါကိုဖြစ်တဲ့အခါကျရင်ဘယ်လိုကုသမလဲဆိုတော့နောက်ပိုင်းအပိုင်းများကိုလည်းကျွန်တော်ဆက်ပြီးတော့ဗီဒီယိုများကိုတင်ပေးသွားမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မေးမြန်းဉာဏ်များရှိတယ်ဆိုလဲ comment မှာကျွန်တော်လာပြီးတော့မေးလို့ရပါတယ်အတက်နဲ့အားလုံးကိုဖြေပေးနေတာဖြစ်ပါတယ်เนาะနောက်ထပ်လည်းဒီလိုဗီဒီယိုများကိုတင်ပေးသွားမှာဖြစ်ပါတယ်ကိုသိချင်တဲ့ယောဂအကြောင်းဆေးဝါးအကြောင်းများရှိတယ်ဆိုရင်လည်းပဲ comment မှာမေးထားခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်